အနာတိကတိုက်ရဲ့ရေခဲပြင်တစ်ခုမှာရေခဲဆန်းတက်နေကြတဲ့လူသုံးယောက်ထဲကတယောက်ဟာအတွေ့အကြုံနဲနေသေးတဲ့လူတစ်တယောက်ကိုကမောက်ကမတွေမလောက်ရမှာကဒူးဆက်ကင်ခိုင်းတာပါပဲခဏကြာအက်ကွဲလာတဲ့ရေခဲပြင်ကသူတို့စကန်ရှိရထန်တဖြည်းဖြည်းနီးကပ်လာပြီးမှုအပြင်ထွက်ကြည့်တော့ဒူးဆက်ကင်ထားတဲ့လူတစ်ကသူလောက်တာမဟုတ်ကြောင်းရှင်းပြနေတုံးကြုံဝင်သွားပါတယ်ဒါကြောင့်ကြံတဲ့နှစ်ယောက်လည်းဒူးဆက်ကိုလက်လွတ်ခသူတို့လူကိုအရဆွဲတင်လိုက်ပြီးနောက်ဂျက်ဟောဆိုသူဟာနမူနာတွူးယူထားတဲ့တဖက်ကန်ကရေခဲတွေကိုလောက်ဖို့ကင်ဘတ်တွေတားနေတဲ့ကြားကနေဖြေးယူပါတယ်ကြီးမားလာတဲ့အက်ကွဲကြောင် ီအပေါ်ခြေခဲတိုင်အနေနဲ့ခုန်ကူးလိုက်ချိန်လူကပြုတ်ကျသွားပြီမဲ့ဂျိန်းနဲ့ချိတ်တွေ့နိုင်ခဲ့တာကြောင့်ကယ်တင်နိုင်လိုက်ပါတယ်။ဘာတွေဖြစ်နေရလဲဆိုတဲ့လူသိရဲ့စကားကိုတော့ခြေခဲပြင်ကြီးတစ်ခုလုံးအက်ကွဲသွားပြီလို့ဖြစ်ရင်ညွန်ပြလိုက်ပါတယ်။ New Delhi မှာကျင်းပနေတဲ့ conference ပွဲတစ်ခုအတွင်း NOAA ရဲ့ပညာရှင် Jack ကတဘာဝဖန်လုံအိမ်ဓာငွေတွေကိုခြေခဲတူတွေရဲ့အတွင်းပိုင်းမှာဆူးစီးနေကြောင်းရှာတွေ့ခဲ့တဲ့အရာကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းခန့်ကလို့ကဘာကြီးပူနွေးမှုမြင့်တက်လာပြီးခြေခဲခက်လို့ရာသီဥတုမျိုးကိုပြန်ရောက်လာနိုင်တဲ့လက္ခဏာတွေရှာတွေ့ထားကြောင်းရှင်းပြနေပါတယ်။ကဘာရဲ့ပူနွေးလာမှု နဲ့ရေခဲခစ်ကိုနားမလည်နိုင်ဖြစ်နေတဲ့လူကြီးတွေဟာအတ္တလန်တစ်ရေစီးကြောင်းကိုမိခိုနေရတဲ့မြောက်ပိုင်းကမ္ဘာတစ်ချမ်းလုံးဟာအီကွေတာပေါ်ကျန်းရောက်လာတဲ့နေရဲအပူကိုထိုသမုဒ္ဒရာကပဲတည်ယူပေးနေပေမဲ့ပူနွေးမှုကြောင့်အေးပြော်ကျလာတဲ့ရေခဲတောင်တွေကထိုတည်ယူလာမှုကိုဟန်တာပစ်လိုက်တဲ့အခါအပူချိန်တည်ယူလာနိုင်ခြင်းမရှိတဲ့အဆုံးမှာအေးခဲမှုဖြစ်လာသေးပါမယ်။ဒါဟာကမ္ဘာကြီးပူနွေးလာမှုကနေရေခဲခစ်ကိုပြန်ရောက်သွားနိုင်တဲ့ဖြစ်စဉ်ဆိုတာနဲ့နောက်နှစ်ပေါင်းတရာမဟုတ်ရင်တထောင်လောက်မှဖြစ်နိုင်ပေမဲ့သူတို့ကဂီယူတဆိုင်မဖြစ်ရှင်းနိုင်ရင်နောက်မျိုးဆက်ကထိုအကျိုးဆက်ကိုပေးဆိုင်ရလိမ့်မယ်လို့အတိပ ပေးပါတယ်။လူသားတွေနေစဉ်အသုံးပြုနေတဲ့လောင်သာစီ73စီတွေရဲ့လောင်ကျွမ်းမှုကြောင့်ကဘာရဲ့ထိခိုက်လွယ်တဲ့ရာသီဥတုအတွက်ရေခဲတောင်တွေပျော်ကြလာမဲ့ဖြစ်စဉ်ကိုတနန်သမားပြင်ဆင်ဖို့ထောက်ပြပါရတယ်။အဲ့လိုပဲအထိရှလွယ်တဲ့ကဘာစီပွားရေးကိုပြန်လည်ထောက်ပြလာတဲ့ဒုသမရာကအော့အော်တောင်းနေဖြစ်စီမဲ့တင်ပြမှုတွေကိုစိတ်ထဲမှာပဲထားဖို့တတိပေးနေရကြောင့်သူတို့ကြုံခဲ့ရတဲ့ရပ်ပိုင်းတွင်ကရေခဲပြင်အကွဲမှုနဲ့ရှင်ပြကဒါကိုမှတချို့လူတွေကလှပတဲ့အော့အော်တောင်းနေမှုလို့ခေါ်မဲ့အကြောင်းပြန်လည်ခြိပါခဲ့ပါရတယ်။ထိုဆွေးနွေးပွဲရဲ့အပြင်ဘက်မှာတော့စံချိန်တင်လောက်နှင်းနေတဲ့အိတ်ခဲနေပြီး ီးအင်ချေရမဲတွေတောင်အဖိတ်စင်ရှိလာတဲ့ရာသီဥတုကြောင့်ကဘာကြီးပူနွေးလာသေးမဲ့ကိစ္စတွေရပ်ရန်ဆန္ဒပြနေကြပါတယ်။စကော့တလန်နိုင်ငံရဲ့ရာသီဥတုစောင့်ကြည့်ရေးစင်တာမှာမန်ချက်စတာယူနိုက်တက်ဘွဲကြီးနေတဲ့လူတစ်ယောက်ကအိပ်ပျော်နေသူကိုနှိုးလိုက်တဲ့အခါပင်လယ်ပြင်မှာအပူချိန်73ဒီဂရီလောက်ကျသွားကြောင်းအချက်ပြနေပေမဲ့လှိုင်းကျန်းလို့ဖြစ်မှာပါလို့ယူဆပါတယ်။ရာသီဥတုဆိုးရွားနေတဲ့ဂျပန်နိုင်ငံမှာတော့လူတွေကိုလုံခြုံရွာရွှေ့ပြောင်းမှုတတိလိုက်ပေးနေတဲ့ရဲတယောက်ကောင်းပေါ်ရေခဲတထုံးကျလာပြီးနောက်ထိုမိုးရွာသလိုနေရာမလတ်ကျလာတဲ့ရေခဲတွေကြောင့်လူတွေထိခိုက်ကုန်ပါတယ်။ မေရိကထံပြန်ရောက်လာတဲ့ Professor Jet တယောက်ဒါပြည့်သူဆိုင်ရဲ့ report ကမှာအစင်းကြနေရာကြောင့်ဇနီးပြည့်သူထံဖုန်းနဲ့ဆိုပူနေပေမဲ့မနက်ဖြန်ပညာရေးဆိုင်ရာပြိုင်ပွဲအတွက် Sam ကို၄သိန်းလိုက်ပို့ခိုင်းနေရာကြောင့်သူရောက်အောင်လာမယ်လို့အကြောင်းပြန်ပါတယ်။နောက်တရဌာနကိုပြန်ရောက်လာတော့ New Delhi မှာဒုသမ္မတကိုတခုံးမကြံပြန်ပြောမိခဲ့တဲ့ချက်ကိုအထက်ရရှိဖြစ်တဲ့ Tom ကလာရောက်အဖြစ်တင်နေရာနဲ့အသက်ဆက်ခွန်အရွယ်သူသားတော်သမ္မတထက်ပိုနားလည်လို့ဖြစ်ကြောင်းတုံ့ပြန်ရင် Sam ကို၄သိန်းပို့ရမှာကိုတတိယပြီးထွက်ပြေးသွားပါတယ်။တက်စီငားနေတဲ့ဒါပြည့်သူကိုသူ့ကားပေါ်ခေါ်လိုက်ပြီးအစင်းကြနေတဲ့ကိစ္စ နဲ့သူ့ပူနေရကြောင်းနောက်ဆုံးဆောင်ပွဲမှာအဖြေမှန်တွေကိုအတိအကျလာပေးသူရှိနေပေမဲ့အားလုံးကိုသူ့ဘာသာတွက်ချက်ဖြေဆိုခဲ့တာဖြစ်ကြောင်းရှင်းပြပါရယ်သူကောက်ချက်ချတာလောသွားတဲ့အတွက်ဆန်ကိုတောင်းပန်လိုက်ပေမဲ့တားဖြစ်သူကတော့ပူမနေဖို့မှာကကားပေါ်ကဆင်းသွားပါရယ်အာကာသစခန်းမှာရှိတဲ့ပါကဆိုသူကယာတိဥဒုမကောင်းတဲ့အခြေအနေကိုမြင်နေရတယ်ဆိုတာကြောင့်အိမ်ပြန်မှုနောက်ကျမဲ့အကြောင်းတစ်ဖက်ကစားနောက်ဖုံးချသွားပြီးချိန်မှာကဘာပေါ်ကမုံတိုင်းပုံစံကြီးတစ်ခုကိုမြင်လိုက်ရပါတယ်ထိုတိမ်တိုက်ကြတဲ့ဖြက်ဝင်သွားတဲ့လင်းရင်ပေါ်မှာတော့လင်းရင်စီးရတာကြောက်နေသူဆန်တယောက်အစားတောက်တွေဒရက်ဆာ ားနေရမှုဘေးကအတူလိုက်လာတဲ့လော်ရာကအားပေးနေတော့ပြာရာခတ်နေတဲ့လေယာဉ်မယ်ရီနဲ့အတူမကြခင်ပြင်းထန်ဆိုးရွားတဲ့ရာသီဥတုကိုဖျက်ပြန်ရမှာမို့ထိုင်ကုန်ခပတ်တွေပတ်ထားရန်ကြင်ညာနေပါတယ်။ရိန်ထိုးလာတဲ့လေယာဉ်ကြောင့်စားစရာထည့်တဲ့လက်တွန်းလေးဟာရှေးကန်းကလေယာဉ်မယ်ကိုပြေးတိုက်မလို့ဖြစ်သွားသလိုအထုပ်ပိုးတွေပြောင်းဆောင်အောင်ကြလာချိန်မှာသူများထက်အစာပေါင်းများစွာပိုကျောင်းနေတဲ့ဆမ်တယောက်ဘေးကလော်ရာရဲ့လက်ကိုအတင်းဆုပ်ကင်ထားတာမို့လေယာဉ်ပြန်ကျိန်သွားချိန်မှာမနှဲသတိပေးနေရပါတယ်။ရာသီဥတုလေးလာစောင့်ကြည့်ရေးစကန်းမှာဇနီးပြည်သူလာပို့တဲ့ရိတ်ကတဲလာသူဆိုင်မွန်ဟာအပူချိန်73ဒီဂ ဂရီရော့ကျနေတာကိုသတိမထားမိခဲ့ဘူးလားလို့ပရော်ဖက်ဆာကမေးနေပါတယ်။စားချော့ရွေးနယ်လို့ထင်သွားပြီးမဲ့ရေဒါပေါ်မှာမတူတဲ့နေရာကနေအချက်ပြမှုတွေဇက်တိုက်ပေါ်ထွက်လာနေပါတယ်။နယူးယောက်မြို့ထဲမှာအင်ချီယာမဲတယောက်ကပိမိနေတဲ့ဒီကားတွေကြောင့်လေတုညံ့ညမ်းတာဖြစ်ကြောင်းဒီလိုပြောဆိုသွားပါတယ်။တက္စီပေါ်မှာအကြကြီးမဆောင်နိုင်တော့လို့လမ်းလျှောက်သွားရန်ဆင်းလာတဲ့ဆမ်တို့ဟာအင်ချီယာမဲရဲ့ခွေးရောင်တန်းကြောင့်မောကြီးတော့အုပ်စုလိုက်ထူးဆန်းစွာပြန်နေကြတဲ့ငှက်တွေအပြင်ဒရိစာများစွာကလည်းကန္နာမငိန်ဖြစ်နေကြပါတယ်။ပညာရေးဆိုင်ရာပြိုင်ပွဲမှာပရမချိန်ရှင်ပြိုင်ပြီးသွားတဲ့ဆမ်တို့ထံအခြားเจ้าမှ JD ဆိုတဲ့ចောင်းသားတယောက်ကလော်ရာကိုလာခေါ်ထုတ်နေရာကြောင့်ဥတူသွားပါတယ်။ And you got some serious competition. I bet he's really rich too. Shut up. မုံတိုင်းစားဝင်နေတဲ့ညမှာအိပ်ပျော်နေတဲ့ဂျက်ထန်ပရိုဖက်ဆာတယ်ရီကဖုန်းဆက်လာပြီးတာမန်မဟုတ်တဲ့ထူးခြားဖြစ်စဉ်တွေကသုံးရင်းစရာကောင်းနေတာမို့ညူဒေးလီမှာဂျက်ပြောဘူးသလိုဝင်ရိုးသွန်းအရေးပြော်တာတွေကမြောက်အတလန်တစ်ရဲ့သမုဒ္ဒရာရေစီးကြောင်းကိုဟန်တာတဲ့ဖြစ်စဉ်မျိုးနဲ့အခုကြုံနေရပြီထင်တယ်လို့ဆိုပါတယ်။အစကသရိုးရေဒါချိုးရွင်းနေပဲထင်လိုက်ပေမဲ့သမုဒ္ဒရာအနှံ့၄နေရာစလုံးမှာရေအပူချိန်ကျဆင်းနေတာကဂျက်ပြောတဲ့အတိုင်းပဲဆိုတာကြောင့်ဒုက္ခမန်ဂျက်ကနောက်နှစ်တရာမှဖြစ်လာမယ့်ရေခဲခဲမှုဒါကမြန်လွန်းနေရလို့ပြောပြလိုက်ပါတယ်။ကောင်းငင်အနှံ့မှာမုံတိုင်းရဲ့အငွေတက် တွေပြည့်နေပြီးတမုတ်တရအတွင်းကလှိုင်းလုံးကြီးတွေအကြောင်းသတင်းတက်လာပြီးမဲ့ရာသီဥတုစောင့်ကြည့်ရေးစခန်းကဘဲကလမ်းကြောင်းခဲမှုကြိုးစားနေပါတယ်ဒီအချိန်တန်ရှင်ရေးသမားထံကအတန်ကြောင့်အပြင်ကိုထွက်ကြည့်ရင်ဆိုင်မွန်ထံကဖုန်းဆက်လာပြီးကောက်တီအရွယ်လောက်ရှိတဲ့မိုးသီးတွေကြားနေရလို့လှမ်းပြောနေသလိုအယ်လီကန်ယူတန်းတစ်လျှောက်မှာလည်းလှိုင်းတွေတက်လာပြီးမို့သူ့အထက်ရာချီထံဆက်သွယ်လိုက်ပါတယ်တတိပိကျက်ထုတ်ပြန်မှုလို့ကြောင့်အတိပိနေတုံအပြင်ကိုထွက်ကြည့်တဲ့အခါကြီးမားတဲ့လေဆင်နာမောင်းကြီးတွေကပေါ်ပေါက်လာနေပြီးဖြစ်ပါတယ်ဂျက်ဟော်ရိုဌာနမှာတော့ NASA ဟယ်ရီကိန်းမွန်တိုင်းကျွမ်းကျင်သူဂျန်နန်နဲ့ဘူပေါင်းပြီးဂျိုတင်ခ မန်စနစ်ကိုပြင်ဆင်ဖို့ကြိုးစားနေစဉ်တဖက်မှာအယ်လီကလေစင်နာမောင်းဖြစ်ပေါ်နေတဲ့သတင်းကိုတိုက်ရိုက်ထုတ်လွှင့်လာပါတယ်။လင်းမြန်သွားဖြစ်ပေါ်နေတဲ့လေစင်နာမောင်းကြီးတွေကတစ်ခုနဲ့တစ်ခုပူးပေါင်းလာကြပြီးအရာအလုံးကိုဝါမျိုးဖျက်ဆီးနေပါတယ်။စောင်းကြီးစကန်ကအာရွန်တယောက်သတင်းမှတွေးလိုက်တဲ့သူ့ဆရာကိုအဲ့နေရာကဗဟိုတက်တက်မှုအ мян ထွက်လာဖို့မှနေကြ။မုံတိုင်းကြောင့်လွှင့်လာတဲ့ခီးသက်တင်ကဟာထိုးလူကိုတစားစီဖိချေသွားပြီးဖြစ်ပါတယ်။တစ်ခုနဲ့တစ်ခုပေါင်းစည်းလာမှုကြောင့်ကြီးမားပြီးဖျက်အပြင်းလာတဲ့လေစင်နာမောင်းကြီးအချောင်းကိုတိုက်ရိုက်လွှင့်နေတဲ့သတင်းသမားတွေလည်းအစာပြောက်ကုန်ပါတယ်။စောင်းကြီးစကန်က ကအာရွန်တို့ဟာတုံခါမှုတွေကြောင့်သူတို့အဖင်ကိုဖြန့်ကြည့်လိုက်တဲ့အခါမှာကြီးမားတဲ့လေစင်နာမောင်းကြီးကအနားရောက်နေမှန်းသိသွားကြပါတယ်။ရုတ်တရက်ငြိမ်သက်သွားတဲ့အခြေအနေကိုတန်ရှင်ရေးသမားကလေ့လာကြည့်တဲ့အခါသူတို့တိုက်ကြီးတချမ်းကမှုန်နှိုင်းနဲ့ပတ်သွားပြီဖြစ်ပြီးအဲလီဟာအပြက်စီးပုံကြီးအဖြစ်ကျန်နေခဲ့ပါပြီ။ထိုတတင်းဟာတမရယုံငန်ထီရောက်လာပြီးမဲ့လေချောင်းခီးစင်အားလုံးကိုရက်ဆိုင်ထားရုံသာရှိပြီးတဘာဝဘေးအနေရကြီးကိုအဖြေရှာမရခင်အထိကာကွယ်တားဆီးဖို့ရွေးချယ်ကြမှရှိကြောင်းတင်ပြနေပါတယ်။စံတို့ចောင်းသားတွေကလည်းလေချောင်းရက်ဆိုင်မှုဂျင်ညာချက်မရလိုက်တဲ့အတွက်ပြတ်ကျသွားတဲ့ခီးသ က်တင်လေရင်သတင်းတွေကိုဖွင့်ကြည့်နေကြပါတယ် NOAA ဌာနမှာတော့ဖြန့်ကျက်ထားတဲ့အချက်လက်ကွန်ရက်ကအတုံးဝင်ခဲ့ပဲကနေဒါနဲ့ဩစတြေးလျကတိုင်ဖွန်းမွန်တိုင်းဟာမှတ်တမ်းတင်မှုသမျှတွေမှာအပြင်းထန်ဆုံးဆိုတာကိုမသိလိုက်တဲ့အတွက်အချင်းများနေကြပါတယ် NASA ဘက်ကလည်းနေရဲ့အပူသွိုင်းဖြတ်ထွက်မှုကပုံမှန်ပဲလို့စစ်ဆေးအထည်ပြုနေကြကြောင်းသူပြောမှုတဲ့မြောက်အတ္တလန္တိရေစီးကြောင်းကိစ္စကိုထဲမတွက်ဘူးလားလို့ဂျက်ကမေးပါတယ်သမုတ်တရာစီးကြောင်းဆိုတာရေကြိုရင်ငန်တွေရဲ့အပြန်အလှန်ထိန်းချုပ်မှုပေါ်မူတည်နေပေမဲ့ရေကြိုပမာဏစုပြုံလာမှုကြောင့်ဝင်ရိုးသွင်းရေခဲတောင်တွေအရေးပေါ်ကြလာပြီးရေစီး ီးချောင်းပြောင်းလဲမှုဟာဒီဆိုးရွားတဲ့ရာသီဥတုကိုဖြစ်ပေါ်စေရလို့ရှင်းပြပါရယ်သူထင်တာတော့ရေခဲခဲလို့ရာသီဥတုအွှေ့ပြောင်းကိုရောက်လို့နေနေဖြစ်နေပြီလို့လည်းအသိပေးလိုက်ပါရယ်အဲ့ဒီနောက်အစိုးရလူကြီးတွေနဲ့စကားပြောမဲ့တွန်အားသူ့ကိုပင်မကွန်ရဲ့အသုံးပြုခွင့်တောင်းပေမဲ့ဒီရာသီဥတုကြောင့်တက်သေးပြဖို့48နာရီအချိန်ရမယ်လို့သာပြောသွားပါရယ်နာဆာဘက်ကတော့တိုင်ဖွန်းတွေမိုးသီးကြွေတာတွေကိုသူတို့လေ့လာခဲ့ရသလောက်ဂျက်ကဲသီအိုရီကမှန်လောက်တာမို့သူမကူညီပေးနိုင်လောက်မယ်လို့အသိပေးပါရယ်တနေကုန်ဒီဘအလုံးလုံးနေခဲ့ရမှာခဏလဲအောင်မဲ့ဆိုတဲ့ဂျက်ခန့်အဖြေတွေရလာပြီလို့လာပြ ရင်6လကနေ7လအတွင်းဂျက်ပြောသလိုရေခဲခဲကိုကူးပြောင်းတော့မှာဆိုပေမဲ့အချိန်နှုန်းရတော့ရက်ပိုင်းလောက်ပဲကြာတော့မဲ့အကြောင်းသိလိုက်ရပါတယ်။နေရာနှက်မှာရေကြီးရေရှမ်းဖြစ်နေရာကြောင့်ပိမိနေတဲ့ဆန်ကိုမနှက်ပြန်တတ်သောပြီးအိမ်ရောက်ပြန်ခိုင်းနေရာကြောင့်သူရက်ထားနဲ့ရောက်အောင်ပြန်ခဲ့မယ်လို့ကတိပေးလိုက်ပါတယ်။ဂျက်ကသူရထားတဲ့အချက်လက်တွေတိုင်းစိုးရွားစွာပြောင်းလဲတော့မဲ့ရာသီဥတုအကြောင်းကိုဒုသမရထံအသိပေးလိုက်ပေမဲ့မင်းခမန်းချက်တွေကအမဲမားနေတာမဟုတ်လားလို့ပြန်ပြောနေတဲ့အတွက်ဖြစ်လာနိုင်တာတွေကိုအလေးထားဖို့တောင်းဆိုလိုက်ပြီးမြောက်ပိုင်းကလူတွေအားလုံးကိုဘေးကင်းရွှေ့ပြောင်းမထားရင် င်နောက်နှားရသည့်ကိစ္စတွေကြုံရလိမ့်မယ်လို့တေချာသတိပေးလိုက်ပါတယ်။လော်ရာကိုကြောင်နေတဲ့ JD ကဆန်တို့နားခိုးလို့ရမယ့်နေရာတစ်ခုစီစဉ်ပေးနေတဲ့မျိုးတုံးသွားတဲ့စင်ကိုကြည့်နေသူ Brian ကဒီစင်ဟာအစာစားနေတုန်းအေးခဲတည်ဆုံးသွားတာလို့ပြောပြနေပါတယ်။မြောက်ပိုင်းဒေသဟာ24နာရီလုံးလုံးနှင်းနေအဆက်မပြတ်ကြနေတဲ့အတွက်စောင်းကြည့် scan က Professor Terry ကတော့သူတို့မှရိတ်ခအလုံးလောက်ရှိနေရကြောင်းစိတ်မပူရန်မှနေပေမဲ့အားလုံးဟာတာမန်အခြေအနေမဟုတ်မှန်ရိမ့်မိနေကြပါတယ်။ Scotland နိုင်ငံကစစ်ပတ်သုံးရဟရင်သုံးသီးရမဆောက်တဲ့မုံတိုင်းနိုင်ငံကိုဖျက်လိုက်ရင်စ စီရီသတင်အေးခဲလာပြီးအင်ဂျင်အလုံးမလုံးတော့ပဲပြတ်ကြကုန်ပါလေ အသက်ရှင်လျက်ပြန်ထွက်လာသူဟာပြင်ပလေထိတွေ့မှုရဲ့စက္ကန့်ပိုင်းအတွင်းမှာပဲအေးခဲတည်ဆုံသွားပါတယ်။အဲဒီအနုတ်150ဒီဂရီအထိအပူချိန်ကျဆင်းသွားတဲ့ဖြစ်စဉ်အကြောင်းကိုဂျက်တိုးထန်အသိပေးနေတဲ့ပရော်ဖက်ဆာတယ်ရီကသူတို့မှာထိုးကြဖြစ်စဉ်ကိုတရုတ်ခွဲနိုင်မဲ့သွားအမြင့်ကွန်ပျူတာတောင်ရှိမနေလို့အကူအညီတောင်းလာပါတယ်။စကော့တလန်ရဲ့အပူချိန်ပုံတွေအရကဘာပေါ်မှာမကြုံမှုသေးတဲ့ဟာရီကိန်းမုန်တိုင်းတွေဖြစ်လာမယ်လို့ကောက်ချက်ချခဲ့ပါတယ်။ဆန်နိုးတငယ်ချင်း၃ယောက်ကတော့ညူယောက်ရဲ့ဒိတ်ဒိတ်ကျဲကြောင်းသား JD ရဲ့အိမ်မှာ၃ရက်သက်တိုက်သိုးရွားနေတဲ့ရာသီဥတုအတွက်သွားရောက်ခိုးလုံနေပါတယ်။ကားပိန် နေတဲ့မြင်ကွင်းကိုကြည့်နေတဲ့အင်ချီယာမဲဟာမြေပြင်ကဒိုးထွက်နေတဲ့ရေတွေကိုတတိထားမိလိုက်ပြီးထိုးရာတွေကြောင့်ပဲရထားခီးစဉ်ရောရေချောင်းခီးစဉ်တွေပါရက်ဆိုင်နေရပြီဖြစ်ပါတယ်။စကန့်ပိုင်းတွင်25ဘီအထိမြင့်တက်လာတဲ့သမုတ်တရာမျက်နှာပြင်ဟာစိုးစိုးရွားရွားပြက်စီးစေတဲ့အထိဖြစ်လာပြီးအာတိတ်သမုတ်တရာကိုဖျက်လာတဲ့လေလူကြောင့်ကနေဒါမှာဒူးစားနဲ့အပူပိုင်းဟာရီကိန်းမုန်တိုင်းဖြစ်လာတော့မယ်ဆိုတဲ့သတင်းအတွက် JD ကသူ့ညီကိုတွားခေါ်มาရတော့မယ်လို့ဆိုပါတယ်။ JD နဲ့လမ်းကြုံလိုက်ဖို့ပြင်နေကြတဲ့ရုတ်တရက်မီးတွေလည်းပြက်ကုန်ပြီးမှအပြင်ကိုထွက်ကြည့်တော့ရေရီရှန်တက်နေတဲ့လမ်းကြောင့်လော်ရာက D ဒီမှာပဲနေကျင်တော့လဲစံကတော့အိမ်ပြန်ဖို့လိုတယ်လို့ဆိုပါတယ်။မြေအောက်ဘူရာတွေမှာတချိန်